တရဏဂုံသုံးပါးနဲ့ကိုပါတော်တိလတ်တော်မြတ်ကိုခံယူစတဲ့ပြီးတဲ့အခါမှာအလုံးသောယောဂီတို့ရှင်မြတ်သတ္တံသတ္တခန္ဓာကိုဣရိယာပုဂ္ဂိုလ်ယူရွတ်တရားတော်မြတ်ကိုနာခံမှတ်သားနိုင်ကြပါပြီ။ 中等啊，辩证辩证。我们我们的变革下比都同意。 ဝိပဒနာတရားပွားများအထောက်ကြမှာဖြစ်တယ်။ဒါပြင်ဝိပဒနာဆိုတာတကယ်ကတော့တော်တော်ဆင့်မြင့်သွားပြီ။ဝိပဿနာဆိုတဲ့စကားဟာတော်တော်အဆင့်မြင့်သွားပြီ။ဒါပြင်အဲ့ဒီဝိပဿနာကိုတက်လှမ်းဖို့အတွက်ဘုံဘုံတို့ သီလလောအပ်တယ်တမန်တိလောအပ်ပါတယ်သီလဆိုတာကိုယ်နဲ့နှုတ်ကိုစောင့်ထိန်းတာကိုယ်နဲ့နှုတ်ကိုစောင့်ထိန်းဖို့လောအပ်တယ်ယခုကိုယ်ပါသီလယူလိုက်တယ်ဆိုတာက သူရဘအသက်ကိုမတတ်နဲ့ရှင်ရင်ကစမတတ်နဲ့သူရဘပစ္စည်းဥစ္စာမခိုးနဲ့သူရဘသမယကာမဂုဏ်မမိဝဲနဲ့မပြစ်မှားနဲ့လိန်လေမပြောနဲ့အယက်သေးစာမတောက်စားနဲ့ညနေစာတွေမစားနဲ့တခြင်းတွေမစိုးနဲ့သီဆိုတာတွေကတ်တာတွေမလုပ်နဲ့ပြီးတော့ တကိဝသယာဇယနေယာထိုင်ခင်းနေမနေနဲ့ဥစ္စာတယနာမဟာတယနာကအဲ့ဒါပြောတယ်အမြင်ကြီးပေါ်တဲ့မနေနဲ့လို့ပြောတာမဟုတ်ဘူးဒါကြီးခန်းခန်းညာညာကြီးတကိနန်းတော်ကြီးလို့နေရင်လေတရားရဖို့ခေရင်တည်းဆိုတဲ့သဘောကြောင့်ဖြစ်လိမ့်မယ်ထင်တယ် နောက်ပြီးတော့သူတို့ဘာကိုအမြဲတမ်းမေတ္တာပွားများပြီးတော့နေရမေတဲ့ဒါပြင်ဘုံတော်ဒီမာကတော့သုံးရတာတရားစခန်းအတွင်းမှာဝစီပိုက်ကျင့်ရပါတယ်ဝစီပိုက်လို့တော့ဘုရားရှင်ရဲ့ပိဋကတ်ထိမှန်တော့မရှိဘူးဒါပေမဲ့ပိုက်တယ်ဘာလို့လဲလို့မေးရင်မပိုက်ရင်ပြောရင်ဒါပြောလို့အကုသိုလ်တွေဖြစ်လွန်းလို့ ပိုက်ထားရင်တော့အဲ့ဒီပြောရှင်တာပြောတဲ့စကလုံးတွေမပြောဖြစ်တော့မပြောဖြစ်ရင်အကုသိုလ်နေနေသက်တာတီလနေနေလုံခြုံသွားတယ်ပြောတာနဲ့မပြောတာ မပြောတာက အကုသိုလ်ကင်းစင်တယ်ပြောတာကအကုသိုလ်ပုံများတယ်ဒီအကျိုးကို ကြည့်ပြီးတော့ဝစီပိတ်ဆိုပြီးတော့လှုပ်ထားပါတယ်ယောဂီတို့တိတိကျကျလိုက်နံဖို့အရေးကြီးပါတယ် မိမိရဲ့အခန်းထဲကိုရောက်သွားရင်လည်းပဲဒုနဲ့ဒုယောဂီများနှုတ်ဆက်နေဖို့မလိုဘူးနေကောင်းလားဘာလားဘာလုံးတလေယခုဆိုတော်တော်နှုတ်ဆက်ပြီးမလိုတော့ဘူးရပြီဒုနဲ့ဒုတရားဓမ္မကိုစောင့်ထိန်ပြီးတော့မှနေရမယ်ကောကပြောလိုက်ရင်သူတရားပြတ်တော့မေဒါဖြင့်ဘာဖြစ်မလဲဓမ္မန္တရီထိုက်တယ်ပေါ့ယောဂီတော့ကြားဖို့လိမ့် မိမိအတွက်မိမိရဲ့ဓမ္မရသင့်ရထိုက်တဲ့သစ္စာလေးပါးမြတ်တရားအန္တရထိုက်တော့နည်းနည်းကြံ့ကြာနေမှာပေါ့ဒါပြင်ဘာဖြစ်လို့ဒီသီလတွေလိုအပ်တာတော့ဘာဖြစ်လို့ဒီဝစီပိုက်တွေလိုအပ်တာတော့ဆိုတော့ဘုရားကလည်းပဲအန္တရလုံခြုံလို့တရားရမြန်တာတဲ့အန္တရကောင်းတဲ့ပုဂ္ဂိုလ်ကတရားမြန်မြန်ရတယ်ပေါ့ အဲ့ဒါအိန္ဒြေဆိုတာထိုင်းနေတဲ့တင်ပလင်ခွေပြောတာမဟုတ်ဘူးမျက်စိအိန္ဒြေနာအိန္ဒြေနှာခေါင်းအိန္ဒြေရှာအိန္ဒြေကိုယ်ကာယအတွေ့အထိအိန္ဒြေအတွေ့အိန္ဒြေအဲ့ဒါပြောတယ်မျက်စိက ကြည့်ခြင်းတိုင်းမကြည့်နဲ့မျက်စိကိုထိန်းနာကလည်းတွေ့ကြရလိုက် နာမထောင်နဲ့နာကိုထိန်း ေကရာအနတ်ကိုနမ်းမရှိခြင်းနဲ့ထိန်အမျိုးမျိုးသောအယတကိုမခံစားခြင်းနဲ့ထိန်အမျိုးမျိုးသောကောင်းတဲ့စဉ်ကြတဲ့အတွေ့အထိကို မတွေ့သည့်ခြင်းနဲ့ထိန်တဲ့အမျိုးမျိုးကိုလေမတွေးနဲ့ထိန်ပါတဲ့အဲ့ဒီလိုအထင်းကောင်းတဲ့ပုဂ္ဂိုလ်ကတရားမြန်မြန်ရပါတယ်တဲ့အဲ့ဒါဘုရားရှင်ကိုယ်တိုင်ပြောထားတဲ့စကားရှိတယ် အရှင်သာရိပုတ္တရာလမောကလန္နာဘုရားကိုရှောက်တယ်။နေရာကတော့တိကျမေ့နေလို့အရှင်ဘုရားတဲ့တရှုကတရားရတာမြန်တယ်တရှုကတရားရတာနှိကွေးတယ်ဘာကြောင့်လဲတဲ့။ဘုရားကအတိတ်ကကျင့်ခဲ့တာတွေမကျင့်ခဲ့တာတွေပါရမီပါတာတွေမပါတွေတခွန်းမှမပြောပါရမီကောင်းလို့ကွာအစိုးရိအိန္ဒြေကောင်းလို့တဲ့အိန္ဒြေကောင်းလို့တရားရမြန်တာတဲ့ဗျာ။ ရှင်းရှင်းလေးပဲဘုရားကကံကိုထိုးမချဘူးပါရမီတွေညံတယ်တတိတွေထိုင်ပြိုးမနေအင်းတွေကောင်းရင်ကြံတာတွေအလုံးပါသွားတာဒါကြောင့်ဘုရားရဲ့နှုတ်ကထွက်တဲ့စကားလုံးနဲ့ကိုယ့်ရဲ့အယူအဆတခါတခါလွေးနေတာအများကြီးတချို့ကိစ္စရတွေကဘုရားပြောတာမဟုတ်ဘူးဘုန်းကြီးပြောတာဘုန်းကြီးကနတ်ပြည်ရောက်ဆိုရောက်ငရဲရောက်ဆိုရောက်တလို့ဖြစ်နေတယ် ဒါကြောင့်တချို့ကိစ္စတွေကဖယံမပြိုဘူးဖုန်ကြီးပြိုထားတယ်။ယခုလေကြည်ဖယံရှင်ကအိန္ဒြေကောင်းရင်တရားမြန်မြန်ရမေဆိုတော့ဘုံဘုံတို့ယောဂီတို့မြင်တိုင်းကြားတိုင်းတွေ့တိတိုင်းတွေ့တော်တိုင်းနှရှူတိုင်းယတ္တာတိတိုင်းတတိလေးနဲ့ပြုပြင်ပြုပြင်မယ်ကြည့်မယ်ရှုမယ်ဆိုရင်တော့ဒါတရားမြန်မြန်ရကြောင်းပို့ ဒါကြောင့်ယောဂီတို့ဒီမန်တို့ဝစီပိုက်သကားမပြောနေသွားတဲ့လာတဲ့ခမလေးပဲဖြစ်ဖြစ်လေးနှစ်နှစ်လေးသွားပြီးတော့သွားတဲ့ဣရိယာပုတ်တိုင်းမှာတတိကလေးကပ်ပြီးတော့နေထိုင်ကြရမေးတဲ့သွားတဲ့ဣရိယာပုတ်တိုင်းမှာတတိကပ်ပြီးတော့သွားလာရမေးနောက်ဆုံးယောဂီတို့ဗာမှတ်နေလို့ရာသလေးဆိုရင်ယခုလောသွားလာလှောက်ရှားနေခြင်းသည်ငံမဟုတ် သွန်းနေရင်နဲ့မှတ်တာတလှမ်းချင်းကြွားလန်းရပုံစံမျိုးမှတ်တာမဟုတ်ဘူးဒါပြောရရင်ဘုရားရှင်ရဲ့ဟိုဟာပဲဟိုဇင်ကြံလို့ပြောရမှာပေါ့ဘုရားဟောထားတဲ့ဇင်ကြံဘုရားကကြွားလန်းရဆိုပြီးတော့ဟောထားတာမတွေ့မိဘုရားရှင်ကအရိယပဋ္ဌပပသံပစဉ္ညပပဆိုတဲ့မဟာတတိပဋ္ဌာနတုတ်တော်ကြီးမှာ သောလာလောက်ရှားတံဣရိယာပုတ်တိုင်းပုတ်တိုင်းမှတဲ့၄ပါးသောဣရိယာပုတ်တိုင်းမှတဏှာဖြင့်သင်္ကန်းကိုယုံတိုင်းပစ္စည်းတစ်ခုကိုကန်တိုင်းရှင်လန်းတိုင်းလှည့်တိုင်းအမှုရာဖြစ်တိုင်းဖြစ်တိုင်းမှတဲ့စိတ်ဆိုတဲ့သွားခြင်းလာခြင်းထိုင်ခြင်းထခြင်းတဲ့စိတ်ဆိုတဲ့ဒီဟာရှိတယ် အဲ့ဒီစိတ်ကြောင့်လေကိုဖြစ်စီတယ်လေကမှအမှုရာကိုဖြစ်စီတယ်တဲ့ဒါကြောင့်သွားလာလှုပ်ရှားတဲ့အမှုရာဖြစ်နေတာပါတဲ့ပရမစိတ်သွားခြင်းလာခြင်းထိုင်ခြင်းထားခြင်းတဲ့စိတ်ကလေးရှိတယ်အဲ့ဒီစိတ်ကြောင့်လေကိုဖြစ်စီတာတဲ့သူကဗိဓမ္မာလို့ပြောရင်စိတ်တဇဝါယောတလို့ပြောပါ အဘိဓမ္မာလို့ပြောရင်စိတ်တစ္ဆဝါယောစိတ်ကြောင်ဖြစ်တဲ့လေအဲ့ဒီလေကမှဟောဒီအသာတုံကြီးဟောဒီအယောတုံကြီးကိုတွန်းတာအဲ့ဒီအမှုအရာပေါ့ဒါဆိုရင်စိတ်ရေလေရေအမှုအရာရေဒီသုံးခုကသွာလာနေခြင်းသာဖြစ်တယ်စကားပြောနေခြင်းသာဖြစ်တယ်ထိုင်နေခြင်းထပ်နေခြင်းသာဖြစ်တယ် ဒါတွေဟာလူလေးမဟုတ်ဘူးယောက်ျမ်းမိန်းမလေးမဟုတ်ဘူးတဲ့လူလေးမဟုတ်ယောက်ျမ်းမိန်းမလေးမဟုတ်ဘူးပုဂ္ဂိုလ်တရဝံလေးမဟုတ်ဘူးလူမဟုတ်ယောက်ျမ်းမိန်းမမဟုတ်ပုဂ္ဂိုလ်တရဝံမဟုတ်စိတ်ရည်လေးရည်အမှုရာရည်ဆိုတဲ့သဘာဝတရားများပြုလုပ်နေခြင်းသာဖြစ်တယ်တဲ့ စိတ်လေအမှုရာဆိုတဲ့သဘာဝတရားမြပြုလုပ်နေခြင်းသာဖြစ်သည်တစုံတစ်ခုတစုံတော်ယောဂလုပ်နေခြင်းမဟုတ်ဘူးတာပြင်ယောဂီတို့တာဖယားရှင်ရဲ့လှောက်ရှားတိုင်းမှာရှုမှတ်ဖို့ဆိုပြီးတော့ပေးထားတဲ့ကမ္မထံ ရိယပဋ္ဌပပ္ပဆိုတဲ့အခန်းတစ်ခန်းရှိတယ်။အဲ့ဒီမှာဘုရားရှင်က၄မျိုးပြောထားတယ်။ထိုင်ရင်လေထိုင်တာကငါမဟုတ်ယောက်ျားမိမမဟုတ်။စိတ်လေအမှုရာဆိုတဲ့ဒီသဘာဝတရားတွေလုံနေတာစိတ်ဆိုတာလေသဘာဝတရားလေဆိုတာလေသဘာဝတရားအမှုရာဆိုတာလေသဘာဝတရားအဲ့ဒီစိတ်လေအမှုရာဆိုတဲ့သဘာဝတရားများ ုကိစ္စသူ ဆောင်ရွက်နေကြခြင်းသာဖြစ်တယ်။ထိုင်တာဒီငံမဟုတ်ဘူးပေါ့။ထတာကလည်းငံမဟုတ်ဘူးစိတ်လေအမှုရာဆိုတဲ့သဘာဝတရားများလုံနေတယ်။မတ္တရနေတာကလည်းငံမဟုတ်ဘူးစိတ်လေအမှုရာဆိုတဲ့သဘာဝတရားကမတ္တရနေတယ်။သွားရင်လည်းငံသွားတာမဟုတ်ဘူးစိတ်လေအမှုရာဆိုတဲ့သဘာဝတရားများ ွာလာလှောက်ရှားနေကြခြင်းသာဖြစ်တယ်အဲ့ဒီလိုယောဂီများနှလုံးသွင်းရဗမ္မဇဉ်ညပပဆိုရင်သူထက်ကိုအနုစိတ်အသေးစိတ်ကလေးပြောထဘေကိုလေညံကိုလေလေဘင်းကိုဘေလေညံလေတာတော့မှတတိကလေးထားပြီးလေပါတဲ့ငါလေတာမဟုတ်ဘူးတဲ့ယောက်ျားမိမလေတာမဟုတ်ဘူးစိတ်လေအမှုရာကလုံနေတာလေ့ကျင်တဲ့စိတ် စိတ်ကြောင့်ဖြစ်တဲ့လေလေကဟိုခေါင်းကြီးကိုတွန်းတော့ဘေဘက်ကိုလေးတဲ့အမူအရာညံဘက်ကိုလေးတဲ့အမူအရာလေးဖြစ်သွားတယ်ပေါ့သင်္ကန်းဝေါ်ရင်လည်းပဲသင်္ကန်းကန်ရင်လည်းပဲစိတ်လေအမူအရာဘုရားကနောက်ဆုံးဘယ်ထိပြောရလဲဆိုတော့ကျင်ကြီးကျင်ငယ်စွန့်တဲ့နေရာထိအဲ့ဒီအမူအရာကအစရှုမှတ်ဖို့ဆိုပြီးတော့အကုန်လုံးပြောထား တံဝဇညပပကတော့လူရင်းပြောရရင်လှုပ်ရှားသမျှအကုန်မှတ်လို့ပြောတာပဲခန္ဓာကိုယ်ကြီးနည်းနည်းလေးရွေ့ပြီးဆိုတာနဲ့ကိုစိတ်လေအမှုရာတခါလေးမှတ်တော့တဲ့အဲ့ဒါကိုမနိုင်ဘူးဆိုရင်တော့ထိုင်တဲ့အခါထတ်တဲ့အခါရတဲ့အခါသွားတဲ့အခါလေးချိန်မှတ်ပါတဲ့အဲ့ဒီတဲ့နိုင်တဲ့ပုဂ္ဂိုလ်တွေကတော့တံပဇညပပကိုတက်ပြီးတော့မှတ်လို့ရတယ်တံပဇညပပဆိုတာအမှုရာတိုင်းအမှုရာတိုင်းမှာ မူရတိုင်းအမူရတိုင်းမှာစိတ်လေအမူရဆိုပြီးတော့မှတ်ဖို့ဒါသင်ပြပေးထားတယ်ပေါ့ဒါဆိုရင်ယောဂီတော့ကလည်းပဲဒီကတရားပြီးပြီဆိုကြတဲ့ကယခုကိုကြေကဘယ်ဘက်လေးရင်လေးပဲဒါသင်္ကန်းလေးဓမ္မောစိတ်လေအမူရညံဘက်လေးမရင်လေးဒါသင်္ကန်းလေးဓမ္မောစိတ်လေအမူရလက်ကလေးကိုလှုပ်မရင်လေးပဲဒါသင်္ကန်းလှုပ်တာမဟုတ်ဘူးစိတ်လေအမူရ, ခန္ဓာကိုယ်ကြီးကိုလှုပ်မရင်လည်းပဲဒါဒီငံလှုပ်တာမဟုတ်ဘူးစိတ်လေအမှုရာဆိုတဲ့သဘာဝတရားများအလောက်လောက်နေခြင်းသာဖြစ်တယ်လို့ယောဂီတို့ကအဲ့ဒီလိုနှလုံးသွင်းရမယ်စိတ်လေအမှုရာဆိုတဲ့ဒီသဘာဝတရားများလှုပ်ဆောင်နေကြခြင်းသာဖြစ်တယ် စိတ်လေမူရဆိုတဲ့သဘာဝတရားများလုံနေခြင်းသာဖြစ်တယ်။အဲ့ဒါကိုယောဂီတို့ကသွားတိုင်းလာတိုင်းဒီတရားစခန်း၃ရက်အတွင်းပေါ့။တရားစခန်း၃ရက်အတွင်းဖြစ်ပြီးလေ သွားလာပြီးတော့အိုးယခုလောလှုပ်ရှားနေခြင်းသည်ငံလေးမဟုတ်ဘူးယောက်ျားမိမပုဂ္ဂိုလ်တရားဝါလေးမဟုတ် သောရှင်နေစိတ်လောက်ရှင်နေစိတ်စိတ်ကြောင့်ဖြစ်တဲ့လေးလေးကြောင့်ဖြစ်တဲ့အမှုရာဒီသုံးခုကအလုံးလုံးတွေပါယူလာလို့ဖြည်းဖြည်းလေးလမ်းလျှောက်လို့ဖြစ်စေဖြည်းဖြည်းလေးလှုပ်ရှားလို့ဖြစ်စေအဲ့ဒီလိုယောဂီများနှလုံးသွင်းကပွားများနေကြရမယ်ဒါကကြာအချိန်တိုင်းမှာဝိပဿနာမရှုမှ ဖြစ်ဘူးဆိုတဲ့အချိန်တိုင်းမှာယောဂီတို့ကအဲ့ဒီလိုရှုမှပွားများနေရမယ် နောက်ပြီးတော့ဘုဒ္ဓ ानु တ္တိကိုလေးပွားလို့ရပါ रे ဘုဒ္ဓ ानु တ္တိဘုဒ္ဓ ानु တ္တိကိုအရင်ကပွားနေကြဆိုရင်အရဟံပွားနေကြပုဂ္ဂိုလ်ကအရဟံပွားလို့ရ रे အရဟံသမ္မာသမ္ဗုဒ္ဓတကုမမပွားတတ်ဘူးဆိုတဲ့ပုဂ္ဂိုလ်ကဖယံဖယားလို့ရွတ်နေရင်လေးရဘုရားဘုရားလို့နှလုံးသွင်းနေရင်ဘုရားကိုကြည်ညိုတဲ့စိတ်ကလေးများ တဖွားဖွားဖြစ်ပေါ်လာတတ်တယ်။ဘုရားကကြည်ညိုတော့မှဝိရိယဆိုတာလည်းဖြစ်လာတယ်။ဘုရားရဲ့တရားတော်များကိုကျင့်သုံးလို့တဲ့စိတ်လေးဖြစ်လာတယ်။ဒါကြောင့်ဘုရားဖရာလို့ဖြစ်စေအရဟံသမ္မာသမ္ဗုဒ္ဓမိမိအစဉ်ပြေတယ်လို့ပေါ့ဂုံတော်ကိုးပါးလုံးကိုရွက်လို့ဖြစ်စေငါးပါးလောက်ရွက်လို့ဖြစ်စေတဘာတိရွက်နေတာဖြစ်စေဘုရားရှင်ရဲ့ခဏစုကိုအာယုံပြုနှလုံးသွင်းနေတာဖြစ်စေ အမြင်တန်အာယုံ အစားထိုးတဲ့အနေနဲ့အဲ့ဒီဂုံတော်ကိုတို့လေးပွားရတယ်တခါတခါမှမေတ္တာပွားရတယ်ဘဝဉ္ဇဉ်သစ်ပင်မြတ်ကို မြင်ရင်လူမြတ်ကိုမြင်ရင်တရဝမြတ်ကိုမြင်ရင်ဟောဒီပုဂ္ဂိုလ်ဒီတရဝတွေကျမ်းမာလို့ရှင်းသာကြပါစေလို့စိတ်ကောင်းနှလုံးကောင်းထပ်ပြီးတော့မေတ္တာပွားရပါတယ် စိတ်ကောင်းနှလုံးကောင်းထပ်ပြီးတော့တရားမေတ္တာပေါ်သရင်လည်းပဲစိတ်ကလေးယောဂီများငြိမ်သက်ပါတယ်တဲ့စိတ်ကလေးငြိမ်သက်တယ်တဲ့နောက်အတုပါကမ္မတံကိုလည်းရှုလို့ရတယ်ခေါ်ဒီခန္ဓာကိုယ်ကြီးကိုအတုပါအပေါကောင်ဖြစ်နှလုံးသွင်းမဟုတ်ရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုတတ်မဲ့ပြီးတော့တရားကမရနိုင် ဒါကြောင့်အတုပါကမ္မထံလေးရှုလို့ရတယ်မရဏနုတ္တိသိရမေဆိုတာကိုလည်းနှလုံးသွင်းလို့ရတယ်အဲဒီလောငန်သည်တနေ့မောက္ခသိရမေလို့နှလုံးသွင်းဖန်များရင်တရားဓမ္မလေးလုတ်ဖြစ်လာ။အိုးငါတို့ကတော့အသက်ကြီးပြီတရားမလုတ်လို့မရဘူးဟေးဆိုပြီးတော့ယောဂီများတရားလေးလုတ်ဖြစ်လာတယ်တဲ့။ဒါကြောင့်ယောဂီအပေါင်းတို့ကောင်းတို့က သွားတိုင်းလာတိုင်းလောက်ရှားတိုင်းမှဘလို့ရှုမှမလေးစိတ်လေ အမူရာလို့ရှုမှပေးပါစိတ်လေအမူရာစိတ်ရေလေရေမူရာရေဒီသုံးခုကအလုံးလုံးနေရှင်းတာဖြစ်ပါရောလားလို့စိတ်ကူးနေလေတွေး အမူရာတိုင်းအမူရာတိုင်းလေတရီကလေးထားနောက်ပြီးတော့မေတ္တာဘုဂုံတို့ဘုရားအဲ့ဓာဒီကို ရွတ်ဖတ်တရဇနေရင်တစ်ဖက်မှာဘာဖြစ်တယ်လဲဆိုတော့တမန်ဒီကို ဖြစ်စေပါတယ်တမန်ဒီကိုဖြစ်စေတယ်တမန်ဒီဒီကြီးမှုရဒီကြီးမှုကိုရတော့မှယောဂီတို့တွေးရင်တလို့တွေးခေါ်ရင်တလို့ခေါ်လို့ရပါ မောင်ရင်တွေးကိုတဲ့စွန့်ရီမရှိဘူးတဲ့ကိုတဲ့စွန့်ရီဟိုတွေးခေါ်တဲ့စွန့်ရီမရှိဘူးဒါကြောင့်တမန်တိကလေလိုအပ်တယ်ပြီးတော့ယောဂီတို့အဲ့ဒီလိုတမန်တိတွေရှိလို့ပညာလန်းစဉ်ကိုခြောက်လန်းတဲ့အခါမှာဒီမှနိစနိကတမန်ဒိဋ္ဌိတမန်သင်္ကပ္ပဆိုတဲ့ဒီမဂ်ကနှစ်ပါးနဲ့သွားပါ တမန်ဒိဋ္ဌိကောင်းသောအမြင်တမန်သင်္ကပ္ပကောင်းသောအတွေ့အကျင့်ဒါပြင်ဘုမ္မုဒ္ဓကဒီကယုတ်ကိုဒီလိုရှုပါဆိုအဲ့ဒီအကြောင်းနဲ့ပတ်သက်လို့လိုက်ပြီးတော့ရှုရမယ်ယောဂီတို့ကတမာယောကြဝင်လေထွက်လေလေးသိလဲနာရင်နာတာလေးမှလည်းတွေးရင်လေးတွေးတယ်လို့သိလဲအဲ့ဒီလိုမဟုတ်ပါဘူးဒီမှာတော့ generally မသွားဘူးတလုံးချင်းလက်ထောက်ပြီးတော့သင်ပေးတယ်ဒါကြောင့်ဘုမ္မုဒ္ဓကလက်သန်းမှတ်ဆိုရင်လက်သန်းကိုသိချင်မှတ်ပါမယ် တရားဟာမမှတ်ပါနဲ့ဘာပဲဖြစ်နေဖြစ်နေလက်သန်းကိုပဲမှတ်ပေးဖို့ယောဂီများအရေးကြီးတယ်လက်သန်းကို ဖြူဖြူလို့မြင်အောင်ကြည့်ဆိုရင်ဖြူဖြူလို့ပဲမြင်အောင်ကြည့်ရမယ်မေးမေးတွေဘာတွေမပြောမပြောရပါဘူးဆရာရှင်နာကယောဂီပုံဖို့တော့ကဒီတိုင်းရှုဆိုရင်ဒီတိုင်းပဲရှုရပါမယ်ဒီလိုရှုဆိုရင်ဒီလိုပဲရှုရမယ် ဒါဒီယောက်ဖမို့တော့ပေးတဲ့သင်္ကန်းစာတစ်ခုကိုကြည်ဖို့အတွက်ယောဂီတို့ကဘုမို့တို့ကတစ်ခုချင်းသင်ပေးပါလေစဆာချင်းအိဋ္ဌာလေးမပြောသလိုဒုက္ခအနတ္တတလုံးမပြောမှာမဟုတ်ဘူးဒါပေမဲ့ယောဂီတို့ကအဓိကသင်ပေးတဲ့အတိုင်းလိုအပ်တယ်လို့ထင်တဲ့အချက်လက်တိုင်းပေါ့ယောဂီတို့နောက်ကနေလိုက်နံကျင့်သုံးကြရမယ်တွေးရမှမကြောက်ပါနဲ့ခန္ဓာကိုယ်ပေါ်မှာလှစ်ပတ်ပြီးတော့တွေးရပါမယ် ခန္ဓာကိုယ်ပေါ်မှာလှစ်ပတ်ပြီးတော့နှလုံးသွင်းရပါမယ်။ဒါကဒီပုံမတော်စိတ်ရှင်းမှန်တိုးရရဲ့တရားစခန်းဤစနစ်ဤစနစ်ပါပဲ methodology ပါပဲ။ပြီးတော့ယောဂီတို့တရားဓမ္မအားထုတ်တဲ့ပုဂ္ဂိုလ်မှတဲ့ပြည့်စုံရမယ်အင်္ဂါဆိုတာလည်းရှိသေးတယ်။ တမန်တိတေလုံးလုံးစင်မလောက်ကောင်းကောင်းဥနှုံးထေကိုမဝင်ရင်မရဘူး။ဒါကြောင့်ပြည့်စုံရမယ့်အင်္ဂါတွေရှိတယ်။သူတို့ဘာဘုံမှာမကောင်းတဲ့စိတ်တွေမထားဘူး။အဲအဲ့ဒါပြည့်စုံရမယ့်အင်္ဂါတွေပေါ့အချင်းရောက်ရင်တော့ယောဂီတို့ပေးထားတဲ့ဇာရွယ်ထိမှလည်းပဲအဲ့ဒါဒုတိယစာမျက်နှာလောက်မှထင်တယ်အဲ့ဒါတွေရေးထားပါတယ်။ယောဂီတို့ပြည့်စုံရမယ့်အင်္ဂါ ူမြတ်ကိုမကောင်းတွေမကျင်နဲ့မကောင်းတွေမပြုလုပ်နဲ့အဲ့ဒီသဘောတရားတွေပေါ့ဒါဆိုရင်ယောဂီတို့ဒီမှတရားရှုတဲ့ဤစနစ်ကတော့ခန္ဓာကိုယ်ကြီးကိုလှစ်ပတ်ပြီးတော့ယောဂီတို့လိုက်တွေးရမယ်တွေးတယ်ဆိုတာမဟုတ်တဲ့ဟာကြီးတွေတွေးနေတာမဟုတ်ဘူးခန္ဓာအကြောင်းကိုတွေးမယ်အနိစ္စဒုက္ခအနတ္တအကြောင်းကိုတွေးရပါမယ် ။နောက်တရားထိုင်တဲ့အခါမှာလည်းပဲတချိန်ထိုင်ရင်နာယူဝဲအများဆုံး၄စီ၅မိနစ်လောက်တလောက်ဝဲသွားတယ်။အဓိကနာရထုံလာကျင်တာကိုလောလောဆယ်မနာအောင်မတူကျင်အောင်ယုတ်ကြီးတို့ကပြတ်တတ်လာဖို့ဘူး။ယုတ်တော့ခန္ဓာကိုယ်ကြီးကိုညံနဲ့ကြည်တတ်အောင်ယုံ난ကိုေးအောင်အနိစ္စဒုက္ခအနတ္တကိုေးအောင်အဓိကသင်ပေးပါတယ်။ဉာဏ်တဲ့ကိစ္စကတော့ဒုတိယတစ်ပိုင်းနေနဲ့ဒါယုတ်ကြီးတို့သင်လို့ရတယ်။ အဓိကတော့ဒီမှန်သွားတဲ့ဤစနစ်ကတော့ယောဂီတို့ကိုသိချာယုတ်နံနေမြင်အောင်ယုတ်နံရဲ့အနိစ္စတွေသိချာမြောင်ဒုက္ခတွေသိချာမြောင်အနတ္တတွေသိချာမြောင်သင်ပေးခြင်းဖြစ်ပါလေအနိစ္စအနိစ္စလို့ပြောလိုက်ရုံမျက်ပြန်အနိစ္စမဟုတ်ပါဘူးယောဂီတို့ကိုယ့်ရဲ့လက်ကိုပဲကြည့်လိုက်နေတိုင်းဒီလက်ပဲအနိစ္စဆိုရင်ဘာဖြစ်လို့ဒီလိုကြီးရှိနေသေးတာတုံးလို့မေးကြည့်လို့ရတယ် အနိစ္စအနိစ္စလို့ပြောကြတာပဲဒါဆိုယောဂီတော်ငယ်ငယ်တုန်းကအကြောင်းအရာပါလို့မှတ်မိနေတော့ဒီစိတ်ကလေးကမပြည့်ပေးမြကြံကေးရွတ်သလန်းပို့ငင်မွေးရပါစိတ်ကကြံကေးတယ်ဆိုရင်ကြီးမှဖြစ်တဲ့အကြောင်းအရာဘာဖြစ်လို့မှတ်မိနေတုံးလို့ယောဂီတော်ကိုယ့်ကိုယ်ကို complain တက်လို့ရတယ်အဲ့ဒီလိုတစ်ခုချင်းဒီကနေသွားပါမယ် ပထမဦးဆုံးယုတ်တဘာဝနံတဘာဝကိုမြင်အောင်ပြမယ်အဲ့ဒီပြတဲ့အချိန်မှာအဲ့ဒါကိုပဲရှုပါမယ်အနိစ္စကိုပြရင်အနိစ္စကိုရှုပါဒုက္ခကိုပြရင်ဒုက္ခကိုရှုပါမယ်အနတ္တကိုပြရင်အနတ္တကိုရှုပါမယ်ထဝဲလောက်သောယောဂီသူတို့ဇင်တို့ကဒီကပြောချင်တာပြောသူတို့မှတ်ချင်တာမှတ်နေတဲ့ပုဂ္ဂိုလ်ကထဝဲလောက်ကိုရှိပါတယ်အဲ့ဒီပုဂ္ဂိုလ်တွေကနောက်မှပဲနောင်တတ်နေရပြီးတော့နောက်ဆုံးတရားရတဲ့ဇယင်းထည့် တရားတွေ့တဲ့ဇယင်တွေတရားကောင်းတဲ့ဇယင်တွေမှာသူတို့ပါမသွားပါဘူးဒါကြောင့်ယောဂီတို့ဒီကဘုံဘုံတို့ပြောတဲ့အတိုင်းပဲယောဂီတို့ရှုမှတ်ဖို့ကိုလေတာတိတ်တွန်းပါလေနောက်ပြီးတော့ယောဂီတို့က၃ရက်အတွင်းမှာဩငါတို့ဒီ၃ရက်အတွင်းကတော့အယိုးကြီးကြီးအရေခန်းခန်း တေတေရှာရှာလုံးမေဆိုတဲ့စိတ်ကိုမွေးမြူထားရမယ်။ယတ္တမယူမေဆိုတဲ့ဒီစိတ်ကိုမွေးမြူထားရမယ်။ဘုံတော်ဘက်ကလည်းပဲအတတ်နိုင်ဆုံးယောဂီတော်နားလည်နိုင်တဲ့ပုံစံမျိုးဖြင့်ဟောပြောပြတတ်ပေးမှဖြစ်ပါလေ။ဒါဖြင့်ဒါတွေကတော့ယောဂီတော်ဘက်ကလိုက်နံစရာရောဘုံတော်ကဘုံတော်ဘက်ကလိုက်နံစရာတွေပါပဲ။ ။ဒါဖြင့်အလုံးသောယောဂီတို့ဇင်များဤမြတ်လောက်နဲ့ပဲအဆုံးသတ်ကြပါစို့အလုံးမေတ္တာဘာဝနာမေတ္တာကမ္မထံစီဖြန့်ကြမယ်။ဤစာအောက်ရဲ့နောက်ဘက်မှာမေတ္တာဘောစာရွက်လေးပါပါတယ်မေတ္တာဘောတဲ့စာပိတ်လေးပေါ့ ယုံနာနာပြဤခန္ဓာရှမ်းသာကိုစိတ်မြေပါစေဥပယံဘေကင်းစင်ဝေငြိမ်းအကြပါစေတရားဟောတရားနံပုဂ္ဂိုလ်မှရှမ်းသာကိုစိတ်မြေပါစေဥပယံဘေကင်းစင်ဝေ Swe Myoyen Sha aloma Chanda gozaimie baze. Oh bah Ni e Aloma Chanda gozaimie baze. Oh bah ငြိမ်းအကြပါစေဘေကံလူရာပုဂ္ဂိုလ်မှရှင်သာကိုစိုက်မြေပါစေဘုပ္ပယံဘေကင်းစင်ဝေငြိမ်းအကြပါစေမမုံပါပုဂ္ဂိုလ်မှရှင်သာကိုစိုက်မြေပါစေဘုပ္ပယံဘေကင်းစင်ဝေ ငြိမ်းအေကြပါစေဆိုင်ဝင်ပါပုဂ္ဂိုလ်မှာရှမ်းသာကိုဆိုင်မြေပါစေဘုဗ္ဗယံဘေကင်းစင်ဝေငြိမ်းအေကြပါစေတွင်မှမြတ်တာတာရှမ်းသာကိုဆိုင်မြေပါစေဘုဗ္ဗယံဘေကင်းစင်ဝေ ငြိမ်းေကြပါစေတောကြောင်တွင်မှမြတ်တတရှန်သာကိုစိုက်မြေပါစေဥပယံဘေကိစေဝေငြိမ်းေကြပါစေမြတ်တတရှန်သာကိုစိုက်မြေပါစေဘေကိစေဝေငြိမ်းေကြပါစေ သောမျိုးတွင်မှမြတ်တာတာရှမ်းသာကိုစိတ်မြေပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေကြပါစေကမ္မမြတ်တာတာရှမ်းသာကိုစိတ်မြေပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေကြပါစေ ဗာမမြတ်တာရှင်သာကိုစိတ်မြေပါစေဥပယံဘေကင်းစင်ဝေငြိမ်းအကြပါစေ31ဘုံတွင်မမြတ်တာရှင်သာကိုစိတ်မြေပါစေဥပယံဘေကင်းစင်ဝေငြိမ်းအကြပါစေသာဓုသာဓု സാധു